အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ2025ခုနှစ် AP မှာဘင်္ဂလားဒေ့ရှ်မှအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်တွေအပေါ်အခွန်30ခွန်ရာခိုင်နှုန်းတိုးမြင့်ခဲ့တာကြောင့်ဘင်္ဂလားဒေ့ရှ်ရဲ့အထက်ချုပ်လုပ်ငန်းအပေါ်ချိန်ချောက်မှုတွေရှိလာခဲ့တယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။ထရန့်ဟာဘင်္ဂလားဒေ့ရှ်ရဲ့ပို့ကုန်တွေကိုပုံမှန်ကောက်ခံနေကြကုန်သွယ်ခွန်15ရာခိုင်နှုန်းထပ်ပို့ပြီး30ခွန်ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ထရန့်ဟာအမေရိကန်လုပ်ငန်းတွေကိုကာကွယ်ဖို့ယူရဲ့ချက်နဲ့ကုန်သွယ်ခွန်တွေတိုးမြင့်ကောက်ခံခဲ့တာဖြစ်ပေမဲ့သူ့ရဲ့အစီအစဉ်ဟာဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးအထူးသဖြင့်အထက်ချုပ်လုပ်ငန်းကိုကြီးမားစွာတက်ရောက်စေခဲ့ပါတယ်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒေါ်လာ25ဘီလီယံတန်ဖိုးရှိတဲ့နှစ်စဉ်ပို့ကုန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းကအထက်ကျုပ်လုပ်ငန်းကဏ္ဍကဖြစ်ပါတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနော့ဟာဘင်္ဂလားဒေ့ရှ်ပို့ကုန်တွေအပေါ်ကုန်သွယ်ကုန်တိုးမြှင့်ကောက်ခံမှုကို သုံးလကြာဆိုင်ငံ့ပေးဖို့အမေရိကန်ကိုတရားဝင်တောင်းဆိုထားပါတယ်။အမေရိကန်ထံကတဘာဝတက်ငွေရည်နဲ့စိုက်ပျိုးရေးထွက်ကုန်တွေဝယ်ယူဖို့သဘောတူညီချက်တွေအပါအဝင်အမေရိကန်ရဲ့ကုန်စည်တွေကိုပုံမတုံးမြင့်ဝယ်ယူမဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အစီအစဉ်ကိုယူနော့ကအလေးထားဖော်ပြခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အကြီးဆုံးအထက်ချုပ်ပို့ကုန်စည်းကွက်ဖြစ်တဲ့ဥရောပသမဂ္ဂဟာကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးတွေနဲ့စီးပွားရေးတက်ရောက်မှုတို့ကိုပေါင်းစပ်ပြီးအခြေအနေကိုတုံ့တက်လျက်ရှိပါတယ်။အဲဒါကြောင့်အဲ့ဒီအခြေအနေတွေဟာဘင်္ဂလားဒေ့ရှ်ရဲ့တန်းနဲ့ချီတဲ့အထက်ချုပ်စက်ရုံဝန်ထမ်းတွေရဲ့စားဝတ်နေရေးကိုချိန်ချောက်လာပွဲရှိတယ်လို့ကြေညာသူတွေကပြော ောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အထက်ချုပ်လုပ်သားအများစုရဲ့တလလောက်ခလာစာဟာ104ဒေါ်လာသာရှိပါတယ်။အဲ့ဒီအခြေအနေမျိုးမှာကုန်တယ်ခွန်နေမြင့်တက်မှုကြောင့်အမေရိကန်ဝယ်သူတွေကဘင်္ဂလားဒေ့ရှ်ထံကအဝတ်ထည်တွေအော်ဒါမှယူမှုကိုရှော့ချလိုက်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်အထက်ချုပ်စက်ရုံတွေပိတ်ရမှာဖြစ်ပြီးအလုပ်ကိုင်တွေဆုံးရှုံးရပွဲရှိပါတယ်။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့လည်းအမေရိကန်ရဲ့ကုန်တယ်ခွန်တိုးမြင့်မှုနဲ့ဥရောပသမဂ္ဂနဲ့ကုန်တယ်ရေးအခြေအနေတို့ကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုပြည်သူတွေကစောင့်ကြည့်နေကြပါတယ်။